တို့တွေမှာရိုက်ကွေးလုံနေတဲ့အချိန်မှာလူတွေအများကြီးရယ်ဘုန်းကြီးကျောင်းမှာရိုက်ကွေးလုံနေကြအဲဘာမှဖြစ်ပါဘူးမကြောက်ပါနဲ့မယုံပါဘူးဘာလို့ညောင်ပြောကျွန်တော်ဒီနားလေးအဲ့လိုလာကုတ်သွားတယ်အဲ့လိုပေါ့အမွှေးအမွှေးတွေနဲ့လက်သေးအချုံကြီးပဲအဲ့ဒါအဲ့ဒါကျွန်တော်နဲ့အချောင်းလေးကလူတယောက်ကတွေ့လိုက်တယ်တွေ့တာကိုတို့နဲ့ဘာဖြစ်တာလဲဟိုတို့ကျွန်တော်တို့လို့ကျွန်တော်တို့လို့ အလားစသွားတာအဲ့ကိုလို့စိတ်ထဲမှာအဲ့လိုမျိုးမယုံယုံနေဆိုတာကိုအဲ့လိုအဲ့လိုဝဇက်ကပဲဖြစ်အဲ့လိုပြောလိုက်တော့ခဏနေကျွန်တော်တို့ပဲရှောက်နှောက်လိုက်တာဆိုတော့အဲ့ကြောင့်လာစသွားတော့ရှိနေကြတယ်ရှိနေကြတယ်ဆိုတော့ဟိုပေါ့နော်ဟိုမမမမြဲမြဲဆိုကတော့အနေအထားမှာရှိမှာပဲဒါပေမဲ့အဲ့လိုမျိုးအဲ့လိုတို့ဟာကြီးကဝဇက်ကနေနေမစော့ဘူးလို့ရလို့ကျွန်တော်ကထင်တယ်အဲသူတို့တစ်စီထဲမှာတော့သူကနေနေအဲ လူပြိုကြီးပေါ့နော်လူပြိုကြီးပေါ့အခမ်းအနဲ့တင်မဲ့နဲ့ခီးထွက်လာတဲ့အချိန်ကျမှအဲ့လိုငွေချင်းနဲ့ပြန်တွေ့ပြီးတော့အဲ့ငွေချင်းရဲ့အဲခေါ်ဆောင်မှုကြောင့်ခေါ်ဆောင်မှုကြောင့်တော့မဟုတ်ဘူးပေါ့နော်ငွေချင်းသွားခြင်းနဲ့အဲနေရာမှာမှအဲသူ့ကိုတီတီပေါ့နော်အဲတီနဲ့မောင်နေပေါ့သူတို့နေရာပါအဲမောင်သွားခြင်းနဲ့နေရာပေါ့နော်အဲသွားခြင်းနဲ့နေရာရောက်တဲ့ချိန်မှာအလွဲချော်လေးတစ်ခုဖြစ်ပြီးတော့ အဲသူသွားခြင်းတဲ့ဟာလေโอเคမထူးတော့ပါဘူးဆိုတိုက်သွားပေးတယ်မှာဖြစ်ပြက်လာတယ်ဖြစ်ပြက်တယ်ပေါ့နော်စင်ငယ်စင်ငယ်ဖြစ်လာတယ်ဟာလေဟုတ်အဲသူဒါကတော့ကာရက်တာအရပေါ့နော်ကာရက်တာအရတော့သူယောက်ျားနဲ့မိန်းမအဲ့လိုမျိုးအမျိုးသားနဲ့မျိုးသမီးအဲ့လိုမျိုးမဟုတ်မလဲချက်စနိုးနဲ့ခေါ်တဲ့ဟာမှာသူကလွဲနေတာပေါ့နော်တယောက်ကယောက်ျားကကြတော့မောင်ကိုခေါ်ပြီးတော့မိန်းကလေးကကြတော့တီးဆိုပြီးပြန်ခေါ်တာပေါ့အဲ့ဒါလေးကိုဇညွန်းပေါ့နော်ဥမျိုးတို့ကလည်းအဲ့လိုလေးထည့်ထားတဲ့သဘောလေးပေါ့ဥမျိုးနဲ့ကနှစ်တိုင်းနှစ်ပေါင်းများစွာတွေ့ပြီးတော့ကာရိုက်မစုံတာကကြတော့အကြပါပြီအကြပါပြီဆိုတော့နောက်ဆုံးဥမျိုးနဲ့ကျွန်တော်ရိုက်ခဲ့ တာကျွန်တော် group site ကားပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းနေရာမတွေ့ရတော့ကျွန်တော်2018ထဲရာမတွေ့တာပေါ့နော်မစုံတာပေါ့ဟုတ်ဟုတ်အခုဆိုရင်ဦးမျိုးကကမ်ဘက်ကားကြီးပေါ့ဟုတ်ဟုတ်ဦးမျိုးနဲ့ကျွန်တော်နဲ့ကလေဟို2005 2006ထဲကစစတိခဲ့တာပေါ့တောက်လျှောက်တိခဲ့တာပေါ့ကျွန်တော်ဒီကျွန်တော်ကျွန်တော်တို့အငိမ့်နေကားခဲ့တဲ့အချိန်မှာလေကိုယ့်ရဲ့အဖေဆရာဦးလေးပါပဲဆိုတော့အဲ့လိုမျိုးကျွန်တော်တုံတင်လမ်းပြခဲ့ရတယ်အများကြီးပါဦးမျိုးနဲ့ကားရိုက်ကကျွန်တော်လက်ချိုးကြီးလိုရပါတယ်လက်ချိုးကြီးလိုရပါတယ်အင်မတန်ကားရိုက်စုံတာနည်းပါတယ်မိသားစုလိုသာဖြစ်တာပါ အဲကျွန်တော်တို့ဒီမမရရဆိုရင်တော့အဲပကံမှာသွားရကြတာဗောနော်ပကံမှာသွားရတော့ကျွန်တော်တို့အဲ့ကျွန်တော်ရိုက်ခဲ့တဲ့အကြောင်းကြီးအောင်မှာအခုမီးလောင်ပြီးတော့မရှိတော့ဘူးနှမျောစရာကြီးအဲအတော့နှစ်နှစ်တရာလောက်ရှိရတတန်းရှိရအကြောင်းကြီးဗောနော်အဲပြည့်စည်ငှက်ကြီးကောင်းကြအကြောင်းအကြောင်းဆိုတာအဲ့မှာအဲ့လိုနေရာမှာလည်းတကယ်ကိုဟိုအဲ့လိုမျိုး ဟိုလေဟိုကျွန်တော်ကတော့ဓာတ်ရိုက်ကြုံသွားလို့တော့မဟုတ်ဒါပေမဲ့အဲ့လို sense တွေရတယ်ရှိတယ်ကျွန်တော်ရိုက်ရိုက်ဖို့ရိုက်နေတဲ့အချိန်မှာပေါ့အဲ့လိုအဲ့လိုပေါ့နော်ကြက်သိမ်းထားတာတော့အတန်ကြားတာတော့အနှံ့တော့အဲ့လိုဟာလေးနေကြုံခဲ့တာရှိတယ်ဆိုတော့တကယ်ကိုသွားရတဲ့အချိန်မှာလည်းအဲ့လိုထူးဆန်းတဲ့အားတွေလည်းကြုံရတယ်နောက်ပြီးတော့ကို ကိုးကဆိုရင်လည်းအဲ့လိုအဲ့လိုလက်လက်ကိုထုတ်ချင်းပေါက်သွားတာထုတ်ချင်းပေါက်သွားတာဆိုတော့တချို့စကားတွေဆိုမပြောရတဲ့ဟာလေးပြောမိလို့လားပေါ့နော်ဆိုတော့မျိုးမျိုးပေါ့အဲ့မှာမှာ6အဖွဲ့ပေါ့နော်တရေအာ paranormal ဒီလိုမျိုးအဖွဲ့လိုက်ရှာတဲ့အဖွဲ့6အဖွဲ့နေလေကျွန်တော်လက်တွဲပြီးတော့မှအဲ့မှာမှာစုံရတယ်ပေါ့နော်လောက်ရတဲ့အချိန်မှာလေသူတို့ frequency wave တွေနဲ့အတန်လိုင်းနေနဲ့ဖမ်းတဲ့ဟာမှာလေအဲ့လိုနားနဲ့ဆက်ဆက်ကြားရတဲ့ဟာကြီးလည်းရှိတယ်အဲ့တော့ကျွန်တော်ကအဲ့လိုဟာမျိုးပေါ့နော် မယုံတာဆိုတော့ဆိုတော့စပြီးပြောတာကျွန်တော်ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်မယုံတဲ့ဥစ္စာကိုဘယ်လိုပြောရမလဲကျွန်တော်အိမ်မှာရိုက်ကွေးလုပ်နေတဲ့အချိန်မှာလူတွေအများကြီးပဲဘုန်းကြီးကြောင်းမော်ရိုက်ကွေးလုပ်နေကြအဲဘာမှဖြစ်ပါဘူးမကြောက်ပါနဲ့မယုံပါဘူးဘာလို့ညာကိုပြောကျွန်တော်ဒီနားလေးအဲ့လိုလာကုတ်သွားတယ်အဲ့လိုပေါ့အမွေအမွေနေလက်သေးအချုံကြီးပဲအဲ့ဒါအဲ့ဒါကျွန်တော်နဲ့အချောင်းတွေကလူတယောက်ကတွေ့လိုက်တယ်တွေ့လာကိုတို့နဲ့ဘာဖြစ်တာလဲဟိုတို့ကျွန်တော်တို့လို့ကျွန်တော်တို့လို့ အလားစသွားတာအဲ့ကိုလို့စိတ်ထဲမှာအဲ့လိုမျိုးမယုံယုံနေဆိုတာပေါ့အဲ့လိုအဲ့လိုဝဇက်ကပဲဖြစ်အဲ့လိုပြောလိုက်တော့ခုနကနေကျွန်တော်တို့ပဲရှောက်နောက်လိုက်တာဆိုတော့အဲ့ကြောင့်လာစသွားတော့ရှိနေကြတယ်ရှိနေကြတယ်ဆိုတော့ဟိုပေါ့နော်ဟိုမမမမမအက်ဆိုကတော့အနေအထားတိုင်းမှာရှိမှာပဲဒါပေမဲ့အဲ့လိုမျိုးအဲ့လိုချုပ်ဟာကြီးကြပါဇက်ကနေနေမစော့ဘူးလို့ရတယ်ကျွန်တော်ထင်တယ်ဒီဒရော်စီကားလေးကတော့ကက်စတင်ကောင်းကောင်းလေးကက်စတင်လူများများလေးနေပေါ့နော်ကျွန်တော်တို့တွေတေးကားလေးမှာမှာတကယ်ဟိုအဲ့လိုမျိုး6လှန့်ပြီးတော့မှအဲ့လိုမျိုး လိုက်ပြီးတော့စဉ်းစားပြီးတော့နောက်ဆုံးဇက်အသိမ်းမှာမှဖြစ်လာတဲ့ဟာလေးကိုမြင်ရမှာဆိုတော့ဥမျိုးရဲ့ကမ်ဘက်ကကြီးလည်းဖြစ်တယ်ကျွန်တော်တို့လည်းအကောင်းဆုံးပြောင်းတော့စူးစမ်းပြီးတွေ့ဆောင်လာပါတယ်ခင်ဗျဟုတ်ကျွန်တော်ပထမအဦးဆုံးနေနေရဥမျိုးကျမကြီးဒီလိုမျိုးပြန်ပြီးတော့မှဟိုလက်ပတ်လာတဲ့အချိန်ပေါ့နော်ကျမကြီးပြန်ပြီးတော့ကောင်းကောင်းလေးဖြစ်လာတဲ့အချိန်မှာရိုက်ခွင့်ရတယ်စုံဝင်းရတဲ့အတွက်ကိုယ့်ကိုယ်လည်းဝမ်းလဲဝမ်းသာပါတယ် ပျော်လဲပျော်ပါတယ်အဲအခုဒါဦးမျိုးရဲ့ခက်ဘက်ကားကြီးမှာအဲဦးမျိုးရဲ့တူသားတစ်ယောက်နေနဲ့တပည့်တစ်ယောက်နေနဲ့ပေါင်းခွင့်ရရတဲ့လေအရန်ဝမ်းတာပါတယ်ဆိုတော့ဒီကားလေးကလည်းဦးမျိုးရိုက်နေကြပုံစံတွေကလည်းနည်းနည်းခွဲထွက်ထားတယ်ဗျအရင်ကဆိုအဲ့လို jump scale လို့ပုံစံမျိုးတွေပေါ့နော်အဲ့လိုအဲ့လိုပုံစံတွေကဒါအဲ့လိုမဟုတ်ဘဲနဲ့နည်းနည်းတခြားပုံစံလေးပြောင်းပြီးတော့မှရိုက်ထားတဲ့ဟာလေးဆိုဦးမျိုးရဲ့လက်ရအစ်တလေးလို့ပြောလို့ရပါတယ်ဆိုတော့အဲကြည့်ရှုအားပေးကြပါအောင်အာကျွန်တော်ကလူတယောက်ကိုအဲ့လိုမျိုးဟိုအညှိုးတိမရှိပါဘူးဗျ ဒါတော့ဟာအဓိကတော့ဥမျိုးပေါ့နော်ဥမျိုးလိုချင်တဲ့ပုံစံပေါ့။ဒါအေးဒီလိုလေးလှုပ်လိုက်ပါဆိုတဲ့အပေါ်မှာပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားတာပါဟုတ်။ဇာကောင်စရပြီးပြန်အောင်ပေါ့နော်ဟုတ်။ကျွန်တော်တို့အနေနဲ့ကတော့အဲ့လိုမျိုးထားပါတော့အဲတရေတရေကားလေးတွေပေါ့နော်တရေကားလေးတွေအများကြီးမှာတရုပ်ဆောင်ခဲ့ဦးပါတယ်ဆိုတော့ဒီလိုမျိုး presentation နဲ့ဥမျိုးလိုချင်တဲ့ presentation မှာတရုပ်ဆောင်ခွင့်ရတဲ့ကားမျိုးဆိုတော့လေအဲကျွန်တော်ကကိုယ်ဆရာကိုကို ကိုဆရာခိုင်းတဲ့အတိုင်းပေါ့နော်လိုအပ်တဲ့ဟာအကုန်လုံးကိုအကောင်းဆုံးသိလို့ဆောင်ခဲ့ပါတယ်ဗျအဲ့တော့ cross culture ရိုက်ချင်တယ်ပေါ့ writer အကမှန်သူရိုက်ချင်တယ်တကယ်လဲဒီကျွန်တော်တို့တမေးရဲ့ script တွေနဲ့ story line တွေနဲ့သွားချင်တယ်ဆိုတဲ့အပေါ်မှာကျွန်တော်လဲကျွန်တော်အတွက်ကစိန်ခုံးမှုတစ်ခုလို့သတ်မှတ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါပူပေါင်းပြီးတော့လှုပ်ဆောင်သွားဖို့ရှိပါတယ်ဗျအဲ့အဲ့ဒါလေးကတိတ်မကြခင်မှာကျွန်တော်ရိုက်ရက်ကတကြံပြီးမှကျွန်တော်ရိုက်တော့မှာဖြစ်ပါတယ်။ဩကျွန်တော်တို့တွေအဲ့လိုမျိုးအဲပွဲကြီးကြရတယ်ပေါ့နော်ပွဲကြီးကြရတဲ့အပေါ်မှာကြည့်ခဲ့ကြတဲ့ခလီပရိသတ်တွေပေါ့နော်ခလီပရိသတ်တွေခလီလေးတွေပေါ့နော်အခုတို့ အရွယ်ရောက်လာတဲ့အခါမှာကျွန်တော်တို့အတူလှုပ်လှုပ်ခွင့်ရတယ်ပေါ့ဆိုတော့အဲ့တော့လည်းအဲဝမ်းသာပါတယ်အပျော်လည်းပျော်ရပါတယ်ကျွန်တော်တို့ဒီရံမငွေပွဲတွေအစဉ်စဉ်ကားခဲ့ကြတဲ့ပုံမှာလည်းမတရားရှိပါတယ်ဗျအဲဟုတ်ကဲ့ကောင်းပါတယ်ကလေးတွေဆိုတော့လည်းသူတို့ဖြူစင်တယ်လေဖြူစင်တော့သူတို့သူတို့အရှိရှိတိုင်းပဲပြောတာဆိုတော့ကိုယ်လည်းစင်ကျင်ရမယ့်ဟာကြီးစင်ကျင်ရတာပေါ့ဗျသူတို့တစီကားကဒီဧပြီလထဲမှာယုံတင်ပြသတော့မှာဖြစ်ပါတယ်ဆရာဦးမျိုးမင်းရဲ့ မျိုးမင်းရွံ့ပြေးခဲ့တာပထမဆုံးကမ်းမက်ရုပ်ရှင်ကားကြီးလို့ပြောလို့ရပါတယ်ဆိုတော့ဒီရုပ်ရှင်ကားကြီးကိုနောက်ကြည့်ရှုအားပေးဖို့အတွက် horror ကြိုက်တဲ့ပြည်သက်တွေနောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်